အရခတ်တက်တော် AA ကသိမ့်ပိတ်ထားတဲ့ပဲခူးတိုင်းပဒေါင်းမြို့နယ်တဲကညောင်ကျိုးစခန်းကိုပြန်လည်ရရှိရေးအတွက်စစ်ကောင်စီကတံပြန်ထိုးစစ်ဆင်လာတာကို AA နဲ့မဟာမိတ်တွေကချိန်မုံလိုက်တယ်လို့နေရင်းစရာကဖော်ပြပါတယ်ညီနောင်မဟာမိတ်၃ဘက်ကအပြည့်ရထားချိန်ဧပြီ30မှာစစ်ကောင်စီဘက်ကအင်အား150ကန့်ပါတဲ့စစ်ကြောင်းတစ်ခုဟာလေကြောင်းပစ်ကူနဲ့အတူညောင်ကျိုးဘက်ကိုစစ်ထိုးလာပြီးမြောင်ကျိုးကိုမရောက်ခင်လမ်းခုလက်မှာတင်း အေးအေးနဲ့မဟာမိတ်တပ်တွေကချိန်မုံလိုက်လို့အကြဆုံးများစွာနဲ့ပြန်ဆုတ်သွားရတယ်လို့စစ်ဘက်သတင်းရက်ွက်တွေကကိုကဖော်ပြပါတယ်။ညောင်ကျိုးစခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်အပြစ်အခက်ရစေးထားတဲ့အေးအေးဘက်ကသာထိုးစစ်ဆက်လုပ်လာမယ်ဆိုရင်ဆယ်မှန်ကန့်အကွာမှာရှိတဲ့ညောင်ချီတော့အုပ်ရှစ်ပင်နဲ့ပြည်မြို့တစ်ဖက်ကန်းကကပတ်ဆကာကွယ်ရေးပစ္စည်းစက်ရုံတွေဟာအချိန်မရွေးသိမ်းပိုက်ခံရနိုင်တဲ့အတွက်အခုလိုအပြစ်ရထားချိန်မှာ စစ်ကောင်စီတပ်ဘက်ကတံပြန်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။မြောက်ပိုင်းညောင်မာမေးအဖွဲ့ဝင် TNL တံမျိုးသားလူမျိုးကြီးတက်မတော်ထိန်းချုပ်ထားတဲ့ကြောက်မဲမျိုးကိုမေ9ရက်မနေ့ဆက်တနိုင်ခွဲမှာစစ်ကောင်စီလေရင်ကဘုံနှလုံးကျဲသွားပြီးထိခိုက်မှုကိုစုံစမ်းနေစေလို့ TNL ကသတင်းထုတ်ပြန်ပါတယ်။ မေလေးရက်မှာမိုးကုတ်နဲ့နောင်ချွန်မြို့နယ်ကိုဘုံကျဲပြီးတဲ့နောက်အခုကြောက်မဲကူပါစစ်ကောင်စီကဘုံကျဲလာတာဖြစ်ပါတယ်တရုတ်နယ်စစ်ကောင်စီရဲ့ဖိအားပေးမှုကိုလက်မခံနိုင်ကြောင်းနောင်ချိုတီဘောကြောက်မဲမိုးကုတ်အပါဝင်သိမ့်ပိတ်ထားတဲ့မြို့တွေကလည်းပြန်မဆုတ်နိုင်ကြောင်းဒီအနယ်လေးကမေလေးရက်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပြီးတဲ့နောက်စစ်ကောင်စီဘက်ကခုလိုစစ်တိုက်ဘုံကျဲလာတာဖြစ်ပါတယ် ကွေးတိုင်းစနေမျိုးကနေကုတ်ကူတန်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရာမှာစစ်သား29ဦးသေဆုံး30ခန့်ဒဏ်ရာရတယ်လို့မင်းဘူးခရိုင်အမှတ်1တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။အင်အား130ပါစစ်ကြောင်းကိုမေလီရဲ့မနက်ပိုင်းမှာကြားပြတ်တိုက်ခိုက်တာဖြစ်ပြီးစစ်ကောင်စီဘက်က Y12 လေယာဉ်နဲ့ဘုံးစီး45လုံးကျဲတဲ့အထိတိုက်ပွဲပြင်းထန်တယ်လို့ဆိုပါတယ်။ ဒီစစ်စီကို မင်းဘူးခရအမှတ်တတရင် စလင်းမြို့နယ်ပကဖ CGF ARW အဖွဲ့နဲ့မကွေးတိုင်း drone အဖွဲ့ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်စကိုင်းတိုင်းဆလင်းကြီးမြို့နယ်မုံရွာပသိမ်လမ်းဘိုင်းမှာရှိတဲ့တရုတ်ဝမ်ပေါင်ကုမ္ပဏီအနီးလုံခြုံရေးကင်းယူပေးနေတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကမေ3ရက်မွန်းလွဲတနင်္ဂနွေခန့်မှာ ဝင်ရောက်တိုက်ခိုက်ရမှာစစ်သား6ဦးသေတယ်လို့ Black Eagle LPDF ကသတင်းထုတ်ပြန်ပါတယ်ဒီစစ်စင်ကို Black Eagle LPDF Fighter Brotherhood Gorilla Army FPGA နေစည်းမချဇာမနီပျောက်ကြားတပ်ဖွဲ့နဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် ကိုယ်လည်းညောင်လေးပြည်မြို့နယ်ပဇွန်မြောင်းကြီးရွာကကြီးလက်စီပီကန်းကိုဖျက်ဆီးသွားတဲ့စစ်ကောင်စီတပ်ကတော်လိုင်းတပ်တွေကလိုက်လံတိုက်ခတ်ရာမှာစစ်သားတဦးသေဆုံးတယ်လို့ Fire Dragon အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မင်းကားရဲ့မနေ့7日ကမှပြစ်ခတ်မှုစဖြစ်ပြီးစစ်သားတဦးသေတဲ့တချို့တရားရပြီးပြန်ဆုတ်သွားတယ်လို့ဆိုပါတယ်။ဒီစစ်စင်ရေးကို Fire Dragon မင်းကားတပ်နဲ့ KNL ကရင်မျိုးသားလက်မြောက်တပ်မတော်တရင်ခွနစ်ပူပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် KNL အမှတ်9တပ်မဟာမူဒရခရိုင်အတွင်းဧပြီလတည်းမှာတိုက်ပွဲ136ကြိမ်ဖြစ်ပြီးစစ်ကောင်စီဘက်ကဗိုလ်မှူးအဆင့်ပါဝင်39ဦးသေဆုံး55ဦးဒဏ်ရာရတယ်လို့လောက်ကျုပ်စီရင်ထုတ်ပြန်ပါတယ် မေ9ရက်ဟာပြည်သူ့ကာကွယ်တပ်မတော် PDF ဖွဲ့စည်းတီထောင်ခြင်း၄နှစ်ပြည့်ဖြစ်ပြီးသက်ဆိုင်ရာတပ်ရင်းဌာနချုပ်အသီးသီးမှာအခမ်းအနားကျင်းပတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ဆီယနာရှင်စနစ်ချုပ်ငြိနေ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်အသက်သွေးချွေးခံတာရင်းနှီးပေးဆက်ပြီးတနင်္ဂနွေလွတ်မြောက်ရေးအတွက်ကြိုးစားဆောင်ရွက်နေသူတိုင်းကို အလေးအမြတ်ထားဥညွတ်ဂုံပြုအပ်ပါတယ်လို့ NUG ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။